မြန်မာနိုင်ငံရဲ့အနုမြန်ရှင်မင်းသားမင်းမီဇပ်ပူဆိုင်ရာအကုန်လုံးပါစစ်မှုထမ်းမှုတို့အပိုင်ဝင်ရမယ်ဆိုပြီးတော့သတင်းတွေအတိအကျထွက်ပေါ်လာနေတာဖြစ်တဲ့အတွက်သင်နိုင်ငံလုံးမှာရှိတဲ့အနုမြန်ရှင်တွေကတော့ထိတ်လန့်ကြောက်ရွံ့သုံးလို့မှုတွေရှိနေကြကြောင်းကိုသိရပါရီအလုံးလည်းသိကြပါရီအခုမှတော့ဒါအောက်ခြေကစစ်သားတွေကအတော်လေးကိုမိကွန်ထုတ်နေကြပြီပေါ့ဗျာမြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေထုတ်တယ် မြန်မာပြည်တွင်းပြည်ပเนาะမြန်မာလူမျိုးတွေအကုန်လုံးကိုเนาะခေါ်ပြီးတော့စစ်မှုထမ်းခိုင်းတာဖြစ်တယ်။ဒါပေမဲ့စစ်ကောင်စီရဲ့အရာရှိကြီးတွေရဲ့သားသမီးတွေနဲ့အမှုပညာရှင်တွေကြတော့ဘာကြောင့်ဘာကြောင့်စစ်မှုထမ်းဖို့မခေါ်တာလဲဆိုပြီးတော့မိခုနဲ့အများကြီးထုတ်လာကြတာကိုတွေ့ရတယ်။เนาะအထူးသဖြင့်တော့ Academy စုပေးပွဲကြီးကိုเนาะလှုပ်ဆောင်တဲ့အခါမှာအဲ့ဒီပွဲမှာလူလက်ပိုင်းယောက်ျားလေးတွေเนาะမိသားစုလေးတွေအများကြီး ရှာနေချီထောင်နေချီရောက်ရှိလာတာဖြစ်တဲ့တော့เนาะစစ်ကောင်စီရဲ့အဓိကလော်ဘီတွေဖြစ်တဲ့เนาะချောမျိုးမင်းတို့เนาะကျော်စုဦးတို့ကအကုန်လုံးเนาะစော်ဘိုးဟင်းတို့ကပြီးသွားပြီးတော့ဒါလည်းစစ်မှုထမ်းခိုင်းလို့ရတယ်ဆိုပြီးတော့စစ်ကောင်စီကိုအကြံပေးလိုက်တာပဲဖြစ်ပါတယ်အခုတော့စစ်ကောင်စီဟာအရုံးမညာရှိနေမှာစစ်မှုထမ်းရမယ်လို့အသီးလင်းကိုကြီးကြီးလိုက်ပြီးဖြစ်တယ်เนาะအထူးသဖြင့်တော့စစ်တပ်ရမယ်နေရာမှာမဟုတ်ဘဲနဲ့အရှိတန်းကိုသွားပြီးတော့စစ်တိုက်နေကြတယ်เนาะရှိတန်းက စီမူထန်လေးတွေကိုဖျော်ဖြေပြီးဖို့အတွက်ဖြစ်တယ်လို့သိရပါတယ်။တော့အထူးသဖြင့်တော့ဒီဖွဲ့ထဲမှာမင်းသားမြင်းမြတ်ကဥဆောင်ရမယ်လို့သိရတယ်။မင်းသားမြင်းမြတ်ရဲ့အချောင်းတို့တနင်္ဂနွေလုံးဝသိပ္ပတာဖြစ်မှာပါ။စီကောင်စီနဲ့အမြဲတမ်းပူးပေါင်းနေတဲ့မင်းသားပဲဖြစ်ပါရယ်။ဆိုတော့မိသားမြင့်မြတ်ရဲ့ဥဆောင်မှုနဲ့ရှေးတန်းကိုတွားကြရပြီးတော့အဖွဲလိုက်ဖြောပြမှုတွေလုံးဆောင်ရမယ်လို့သိရပါရီ။ဒါကြောင့်တချို့သောနော်သေးဥဆောင်တွေကတော့အသက်အနေအထိမှာဆိုရတဲ့အတွက်အမတန်းမှထိလန့်နေကြပြီလေဖြစ်ပါရီဗျာ။